ျွန်တော်ဒီဗီဒီယိုမှာဆက်ပြီးပြောမှာကတော့ဒီနွေရာဒီမှာဖြစ်တတ်တဲ့ယောဂတွေရဲ့တဏီးတွေနဲ့ပြီးရင်တတိထားရမယ့်အချက်လက်တွေတွေပြီးရင်ဘလို့အခြေအနေကအရေးပေါ်ဖြစ်လာတယ်လဲဆရာဝန်စီတွားပြရမလဲဆိုတာကိုကျွန်တော်ပြောပြပေးထားမယ်ပေါ့နော်ကျွန်တော်အရှိမလည်းဒီနွေရာဒီမှာဖြစ်များတဲ့ယောဂ၅မျိုးကိုလည်းတေချာပြောထားတာရှိတယ်ပေါ့နော်ဒီဗီဒီယိုကြည့်ရတယ်ဟုဆိုရင်လည်းတစ်ချက်တော့ကြည့်ကြည့်ပေးပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာတော့ကုတနီလန်နေပြောထားတယ်နံပါတ်၁အနေနဲ့အပူလွန်ကဲတဲ့ယောဂတွေအပူချောင်းဖြစ်တဲ့ယောဂတွေဖြစ်လာပြီဆိုရင်ကိုယ်ကနဲ့ကိုယ်လောရမယ့်အခြေအနေတွေကလူနာကိုအရေးထဲကိုချက်ချင်းရွှေ့မာရမယ်ပြီးအဝိစ ာတူတူတထဲတွေဝတ်ထားတဲ့ဆိုရင်အနွေးထဲတွေဆိုရင်လည်းချွတ်ပစ်ပိုက်လို့ရတယ်။လက်ရှည်အင်ဂျီတွေဆိုရင်လည်းချွတ်ပစ်လိုက်ဖို့လို့ရတယ်ပေါ့နော်။အင်ဂျီကိုပပပပပဲဝတ်ထားရမယ်။ပြီးရင်လေအေးရတဲ့နေရာတွေလေတိုက်တဲ့နေရာဒါမှမဟုတ်လေဝင်လေထွက်ကောင်းတဲ့နေရာကိုချွေထားပေးဖို့လို့ရတယ်။အမှန်နေဖို့လို့ရတယ်ပေါ့နော်။ပြီးရင်ရေမများတောက်ဖို့လို့ရတယ်။ ရေကအကေမတန့်ဘူးဆိုရင်တော့ရေချက်ရေလေးလုတ်ပြီးတော့အေးခံပြီးတောက်တာပို့ကောင်းမယ်ပြီးရင်ရေဘက်တိုက်တာမျိုးတွေလုတ်ပါပြီးရင်ဓာတ်စာရေတောက်တာလည်းလုတ်လို့ရတာပေါ့နော်အဲ့တော့ဒါကအပူနဲ့ဆိုင်တဲ့ယောဂတွေဖြစ်လာတဲ့ခါကျရင်ကျွန်တော်တို့ကုတာလို့ရတဲ့နီလန်းတွေပေါ့နော်အရေးပေါ်အခြေအနေတဲ့ခါကျတော့ဒီလူနာကတကူလုံးပူပြီးတော့တတိလက်သွားတယ်လေဖြတ်သွားတယ်ဆိုရင်ဒါစိတ်ုံစိတ်ကောင်ချက်ချင်းတော့ပို့လို့ရတယ်ဒါကိုပူတဲ့အဖျားတွေတက်နေတယ်ဆိုရင်လည်းပဲ တွားပြဖို့လိုတယ်ဇက်တိုက်ကိုအန်နေမယ်တက်တဲ့အခြေအနေအထိဖြစ်သွားမယ်ဆိုရင်လည်းတွားပြဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါကတော့အပူလုံခဲတာနဲ့ပတ်သက်ပြီးတော့ကိုလုံးနိုင်တဲ့အတိုင်းအတာလေးရယ်ဘယ်လိုဘလိုအခြေအနေမှာဆေးုံဆေးကန်တွားပြရမလဲဆိုတာကိုကျွန်တော်ပြောပြရအောင်နောက်ဝမ်ပြက်ဝမ်ရှော့ယောဂါတွေဖြစ်ခဲ့တယ်ဆိုရင်ဘလိုကုရမလဲဆိုရင်အဓိကတော့ရေမြများတောက်ဖို့လိုတယ်ပေါ့နော်ရေတန့်ကိုဥစားပြီးတောက်ဖို့လိုတယ်ဖြစ်နိုင်ရယ်ဆိုရင်ဓာတ်စာရေကိုတေချာတောက်ပေးဖို့လိုတယ်အကယ်၍ဓာတ်စာရေကဝယ်လို့မလွယ်ကူဘူးဆိုရင်တော့ကျွန်တော်ဓာတ်စာရေ ORS ပုံစံမျိုးပေါ့နော်ရေတလီတာမှာဇွန်းတဝက် ပေါ့နော်စားစွန်းတစ်ဝက်ထည့်မယ်ပြီးတော့တကြားက၈စွန်းလောက်ထည့်မယ်ကဲ၍တက်များရည်လေးနည်းနည်းထည့်မယ်ဆိုရင်လည်းရနိုင်တယ်ပေါ့နော်ဒါကဓာတ်စာရည်အလွယ်တကူများတဲ့နေရာမှာပေါ့နော်အကေဓာတ်စာရည်က ORS ဓာတ်စာရည်ဖြစ်ရမယ်အဲ့ဒါဝယ်လို့ရတယ်ဆိုရင်တော့အဲ့ဒါဝယ်ပြီးတိုက်ပါတွေးတူရောကစီချိုတမားရှိတဲ့လူတွေကလည်းဝမ်းပြဝမ်းချောပြီးဆိုရင်လည်းဓာတ်စာရည်တောက်လို့ရပါတယ်ပြီးတော့ထမင်းရည်စံပြုတ်ရည်အုံးရည်စတာတွေကိုလည်းတောက်လို့ရတယ် ရှောင်ရမယ့်ဟာတွေကတော့ coffee တို့အရက်တို့ခြင်တဲ့အစားအစာဒါမျိုးတွေကိုတော့ရှောင်မရမှာပေါ့နော်ဝမ်ပြောင်းဝမ်ရှော်ယောဂဖြစ်ပြီးတော့ဘယ်အချိန်မှာဘလို့အချိန်နေမှာဆေးရုံဆေးကန်တွားပြရမလဲဆိုရင်မျက်တွင်ကခြိုက်ဝင်လာတာစီးမထွက်တော့တာစီးမတွားနိုင်တော့တာပေါ့နော်နှစ်ရက်ထပ် ပို့ပြီးတော့ဝမ်ပြောင်းဝမ်ရှော်တာပို့ဖြစ်တယ်ဒါမှမဟုတ်လဲကလေးလေးတွေမှာဆိုရင်တစ်ရက်ထပ်ပို့ပြီးတော့ဝမ်ပြောင်းဝမ်ရှော်တာပို့ဖြစ်တယ်ဝမ်ထဲမှာသွေးတွေပါလာတယ်ပေါ့နော် လိုမျိုးတွေဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့နီးစက်ရဆင်းုံဆေးခန်းကိုချက်ချင်းတွားပြဖို့လိုတယ်။ဒါကတော့ဝမ်ပြဝမ်ချောတာနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်လှုပ်လို့ရတဲ့နီးလိုင်းရဲ့ပြင်အရေးပေါ်အခြေအနေမှာမလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးထားတာပါ။နောက်နံပါတ်2အရေပြားယောဂတွေဖြစ်လာခဲ့တဲ့ဆိုရင်ကိုယ့်အနေနဲ့ကိုယ်ဘာတွေလုပ်လို့ရမလဲပေါ့နော်အဲ့တော့နွေရာသီမှာခါကျတော့နေရမ်းပူတဲ့အခါကျရင်နေလောင်ပြီးတော့အရေပြားမှာပြဿနာတစ်ခုမဟုတ်တစ်ခုဖြစ်တတ်တယ်အဲ့အရာတွေကိုအိမ်မှာဘယ်လိုကုလို့ရလဲဆိုရင်နေလောင်တာအတွက်ဆိုရင်တော့ဒါရေအေးအေးလေးချိုးပြီးဒါမှမဟုတ်လဲအဝတ်ဆဆူနဲ့တုပ်ပ ေးလို့ရတယ်။ပြီးရင်အလိုဘာရာဂျဲပေါ့နော်။ပုံမှန်ပြထားတဲ့အာမျိုးပေါ့နော်။အလိုဘာရာဒီရှားဆောင်လက်ပတ်ပါတဲ့ဂျဲလေးတွေ လိမ့်ပြီးလို့ရတယ်ဒီလိုမျိုးဝယ်လို့မလွယ်ဘူးဆိုရင်လည်းရှားဆောင်လက်ပတ်ကိုချိုးပြီးတော့အတွင်းထဲမှာပါတယ်သူရဲ့အနှစ်လေးသူရဲ့ထွက်လာတဲ့အကျယ်လေးတွေကိုလိမ့်ပြီးတယ်ဆိုရင်လည်းဒါအရေပြားအတွက်အကျိုးရှိပါတယ်ဒါကနေလောင်ချင်းအတွက်စံပန်အတွက်ကုတဏီကိုပြောတာပါအရေများတောက်ဖို့လည်းလိုတယ်နောက်နံပါတ်2ကတော့အရေပြားရားတဲ့ကိစ္စပေါ့နော်အဲ့ဒါဆိုရင်တော့တန်လွင်စီဒါမှမဟုတ်အုံးစီကိုအရေပြားပေါ်မှာလိမ့်ပြီးလို့ရတယ်တစ်တီးတွေစားပြီးချင်းအပြင်လည်းခန္ဓာကိုယ်ပါရေဓာတ်များအောင်တထားပြီးလို့ရတယ်အရန်ရားတဲ့ဆိုရင်တော့ကလမင်းလိုရှင်းလေးတွေလိမ့်ပြီးလို့ရတာပေါ့နော်ဒီမှာပုံမှန်ပြလာတဲ့အတိုင်း 回目，然后 အပြင်မှာအဝယ်အလွယ်တကူဝယ်လို့ရတယ်ဒါကလမင်းပါတဲ့လိုရှင်းပေါ့နော်လိမ့်စေးလေးတွေဆိုရင်ရပြီအဲ့တော့ဘယ်တစိပ်ပဲဖြစ်ဖြစ်ကလမင်းပါတယ်ဆိုရင်လိမ့်လို့ရပြီပေါ့နော်အဲ့တော့ဒီစေးလေးတွေကိုစေးဆိုင်မှာမေးဝယ်လို့ရပါတယ်မိဖူးတွေထွက်မယ် heat rash တွေထွက်မယ်ဆိုရင်တော့ဒီလေဝင်လေထွက်ကောင်းပြီးတော့အေးများတဲ့နေရာတွေမှာတော့နေအဝတ်အစားလေးတွေကိုပုံပေါ်ပါလေးဝတ်ဆင်ပေါ့နော်ပြီးရင်တက်ရှင်းကိုလည်းယူဆိုင်နေတိုင်းရေချိုးကလေးတွေမှာဆိုရင်ဒီကလေးတွေတုံးတဲ့ကိုလေးပေါင်နာတွေကိုတုံးပြနိုင်တယ်လူကြီးတွေကလည်းဒီပေါင်နာကိုတွားပြီးတော့တုံးလို့ရတယ်ကမကယ်တော်တော်နည်းတဲ့အတွက်ကြောင့်မလို့ဒါကလေးအစားတော့ ုံးလို့ရတယ်ပေါ့နော်။နောက်ပြီးတော့အရေပြား၆တွေးတဲ့ခါကျရင်တော့ moisturizer တွေလိမ့်လို့ရတယ်ပေါ့နော်။ဒါအရေပြားအဆိုတက်ကိုထိန်းထိန်းထားပေးတဲ့ဟာမျိုးပေါ့နော်။ဒါဒီစိမ့်မရရင်လို့မဟုတ်ဘူး။အရေပြားအဆိုတက်တွေထိန်းထားပေးတဲ့တခြားလိမ့်စေးတွေလည်း cream တွေလည်းရပါတယ် lotion တွေလည်းရတယ်ပေါ့နော်။နေရောင်ခြည်ဒဏ်ကနေပြီးတော့ကာကွယ်ဖို့အတွက် SPF 30နဲ့အထက်ပေါ့နော်။ဒီမှာဆိုရင်ဒီလိုမျိုးတစိမ့်ပါတဲ့ဟာမျိုးပေါ့နော်။အဓိကကတော့အတွင်းထဲမှာ SPF 30နဲ့အထက်ပါတယ်ဆိုရင်ဒါနေရောင်ဒဏ်နဲ့ခရိုင်လွန်ရောင်ကြီးတန်းကိုကာကွယ်ပေးနိုင်တယ်ပေါ့နော်။နေဘူးတဲထွက်တာကိုအတက်နိုင်ဆုံးရှောင်းမရှောင်နိုင်ဘူးဆိုရင်တော့ဒီလိန်ဆေးလေးကိုလိမ်ဝါပေါ့နော်။ပြင်ထွက်မဲ့ဆိုရင်လည်းအတက်နိုင်ဆုံး T တို့ဒါမှမဟုတ်လည်းအုတ်ထုတ်လို့စောင်းတာမျိုးပြီးရင်အတက်နိုင်ဆုံးအရေးရတဲ့နေရာမှာနေတာမျိုးဒါမျိုးတွေလုပ်ပြီးပေါ့နော်။အရေးပေါ်အခြေအနေနေတဲ့ခါကျတော့အရေးပြားကနေလောင်ဒဏ်ကအရန်ကိုပြင်းထန်လာတဲ့အရေးပြားကနေရဲတဲ့ပူလောင်နေတဲ့ အထီကိုမခံဘူးဆိုရင်လည်းတေချာတွားပြတဲ့နဲ့ကိုပူကအရန်တက်လာတယ်ဘလို့လုံးလုံးမကြတော့ဘူးဆိုရင်လည်းတေချာပြဖို့လိုတယ်အရေပြားကရောင်နေတယ်ဆိုရင်လည်းပြဖို့လိုတယ်အရန်ကိုရားနေတယ်နေလို့ထိုင်လို့မရတော့ဘူးဆိုရင်လည်းတေချာလေးပြဖို့လိုတယ်ပေါ့နော်ဒါကတော့အရေပြားနဲ့ပတ်သက်တဲ့ပြဿနာတွေကိုကိုယ်တိုင်ဖြေရှင်းလို့ရမယ့်နည်းလမ်းရဲ့အရေးပေါ်အခြေအနေတွေကိုကျွန်တော်ပြောပြထားတာပေါ့နော် ။နောက်နံပါတ်၄နေတဲ့ခါကျတော့ဒီမျက်စိယောဂတွေကိုကုတတဲ့နီလမော်နော်။ယောဂဖြစ်နေတဲ့ခါကျရင်လည်းကိုယ်လက်ကိုတခြားလေးတက်တန့်ရှင်ထားဖို့လိုတယ်။ခါလေကျရင်ဒီညာဘက်မျက်စိမှာဖြစ်တဲ့တွားပြီးတော့ပုတ်ပုတ်နေတဲ့ခါကျရင်မတော်တဆဘယ်ဖက်ဟိုကတွားပြီးပွန်လိုက်မိတဲ့ခါကျရင်ဒီဖက်ကပိုးက ဒါမျက်စိရဲ့တခြားဖက်ကိုရောက်လာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ယောဂပိုးတွေကအလွယ်တကူပို့ပြီးတော့ကူးဆက်နိုင်သွားတယ်ဒါကြောင့်မလို့လက်ကိုလည်းတန်တန်ရှင်းထားမျက်စိကိုလည်းတွားပြီးတော့မပွန့်မိစေနဲ့အဲပြီးရင်မျက်စိကိုလည်းဒါရည်နွယ်နွယ်လေးနဲ့ဆေးပေးဖို့လိုတယ်နေကာမျက်မှန်တွေကိုလည်းတတ်ထားဖို့လိုတယ်ပေါ့နော်ဒါကမျက်စိအယံမဆိုးတဲ့အခြေအနေတွေကို ပြောတာအကယ်၍မျက်စိကအယံကိုပူလာတယ်တွင်းထဲမှာနီရဲလာတယ်မျက်စိအမြင်ကဝါလာတယ်ပေါ့နော်မျက်စိတဲ့ဟို ခုံဝင်လို့အမှိုက်ဝင်လို့မျိုးခဏခဏဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့စေယုံစည်းကမ်းကိုတိကျတော့ပြပြဖို့လိုပါတယ်။နောက်နံပါတ်5အနေနဲ့အစာအစိတ်တက်တာကိုဘယ်လိုကုသလို့ရလဲဆိုရင် ကျွန်တော်တို့ဝမ်းပြန်ဝမ်းလျှောမှလို့ပဲပေါ့နော်ဂျေမင်းများတောက်ဖို့လို့ရတယ်ပြန်ဝမ်းလျှောတာကအရေးကြီးအရန်များတယ်ဆိုရင်တော့တက်စာရေး ORS ပါတောက်ဖို့လို့ရတယ်အစာအစိတ်တင်တာအရန်ကိုစစိုးဝါဖြစ်တယ်ဆိုရင်တော့အစာမစားဘဲနေတာမျိုးဒါမှမဟုတ်အစာပျော့လေးပဲစားတာမျိုးတွေလုပ်တင်တယ်အဲ့ဒါမှပဲအစာရင်နဲ့ဥလန်ချောင်းကိုအနာပေးရရောက်တယ်ပေါ့နော်ပြီးရင်အစာအစိတ်တင်တဲ့အခါကျရင်ဒီအစာရင်နဲ့ဥလန်ချောင်းကရောင်နေတာမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့အနာပေးနိုင်တယ်ဆိုရင်တော့ မမြန်နေကောင်းတယ်ပေါ့နော်။ကယ်၍ဒီလိုမျိုးဖြစ်တာက24နာရီတက်ကြော်လာပြီ။1ဒေါ်လာတွေလည်းမရက်ဘူး။အန်ရီလည်းမရက်ဘူးဆိုရင်တေချာတွားပြပါ။1ထဲမှာတွေးဒဇက်20ပါတယ်ဆိုရင်တော့မတေချာတွားပြဖို့လိုတယ်။ကိုပူလာအရန်ကိုပြင်းလာတယ်ဆိုရင်လည်းတေချာတွားပြဖို့လိုတယ်။တတိလက်မေ့သွားပြီဆိုရင်လည်းပဲတေချာလေးတွားပြဖို့လိုတယ်ပေါ့နော်။အဲ့တော့ဒါကအစာအစိမ့်တင်တဲ့ခါကျရင်ကုတာနီလန်နဲ့အရေးပေါ်အခြေအနေတွေကိုပြောပြပေးထားတာပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာပြောထားတဲ့ဒီအဖြစ်များတဲ့ယောဂ၅မျိုးရဲ့ကုတာနီတဲ့ အရေးပေါ်အခြေအနေတွေကအပူလွန်ကဲတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တေချာလေးပြောပြပေးထားပါတယ် နံပါတ်2ကတော့1ပြက်1 short ယောဂနဲ့ပတ်သက်ပြီးတော့တေချာလေးပြပြပေးထားပါဗျ။နံပါတ်3ကတော့အရေးပြာယောဂတွေနဲ့ပတ်သက်ပြီးတော့တေချာလေးပြပြပေးထားတယ်။အရေးပေါ်အခြေအနေကိုလည်းတိထားဖို့လိုပါတယ်။မျက်စိယောဂတွေနဲ့ပတ်သက်ပြီးတော့လည်းကုတာတဲ့နီလန်းတွေကိုတစ်ချက်ပြောထားပြီးတယ်။ပြီးရင်အရေးပေါ်အခြေအနေကိုလည်းတိထားဖို့လိုတယ်။အစာအစိတ်တင်တာနဲ့ပတ်သက်ပြီးတော့လည်းကုတာနီလန်းတွေကို ပြပြပေးထားတယ်။အရေးပေါ်အခြေအနေကိုလည်းတိချာတိဖို့လိုပါတယ်။အဲ့တော့ဒီနွေရာဒီမှာဖြစ်များတဲ့ယောဂတွေကိုဘယ်လိုကာကွယ်ရမလဲဆိုရင်ရေတက်တက်လေးကိုတိချာတောက်ပါ။ရေတက်မရှိဘူးဆိုရင်လည်းရေချက် AOA ခံပြီးတော့တောက်ပါနော်။အဲအစာတောက်ကိုလည်းတက်တက်ရှင် င်ချက်ပြုတ်စားတော့မလို့တဲ့နေအပူရှင်ကိုလည်းဖြစ်နိုင်ရင်ရှောင်တာမျိုးတို့ကိုလုပ်ပါအဲ့တော့အထူးသဖြင့်ကတော့ဒါနေ့လေ12နာရီကနေပြီးတော့3နာရီ4နာရီအတွင်းအပြင်ထွက်တာလေးကိုရှောင်မယ်ပေါ့နော်အပြင်မလွဲတာလို့ထွက်ပြီးဆိုရင်လည်း SPF 30နဲ့အထက်ပါတယ်လိန်စေးလေးတွေလိန်ွားပြီးတာမျိုးပြီးရင်ထီဆောင်ရတာမျိုးအုတ်ထုတ်ဆောင်ရတာမျိုးတွေလုပ်ပေးပါနေပူထဲမှာအကြာကြီးရက်နေတာမျိုးနေပူထဲမှာအကြာကြီးနေတာမျိုးမလုပ်ပါနဲ့ပြန်တက်တန့်ရှင်လေးနေတိုင်းမှာပါစင်တာဟိုင်ဂျင်ကလည်းအရေးကြီးပါတယ်အကယ်၍ယောဂတွေကအယံကိုဆူသွားလာတဲ့ ဟိုအရေးပေါ်အခြေအနေရောက်လာတယ်ဆိုရင်တော့နီးစက်ရစီးရုံစီကံကိုတိကျတော့ပြဖို့လိုပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောခဲ့တာကတော့ဒီလိုမျိုးအရန်ပူတဲ့ကာလမှာဖြစ်များတဲ့ယောဂ၅မျိုးရဲ့ဒီယောဂတွေကိုဘယ်လိုကုသရလဲဆိုတာကိုကျွန်တော်တခြားပြောခဲ့ပါတယ်။အကြိမ်မိတ်ဆွေနေနဲ့ဒီထဲမှာပါတဲ့အကြောင်းအရာလေးတွေကအကျိုးရှိတယ်ဆိုရင်ကျေးဇူးပြုပြီးတော့ channel လူတွေမြင်အောင် share ထားပေးပါဦး။ကျွန်တော်ဆက်ပြီးတော့လည်းကျွန်မရဲ့ဗီဒီယိုတွေကိုမျှဝေပေးမှဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ channel ကိုလည်း like subscribe လုပ်ထားပေးပါ။ဗီဒီယိုဒီကြည့်ပြတဲ့အကြောင်းမလို့ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။ဆက်စားရရဘေးကင်းစင်ပြပါစေ။